အလုတ်သမားအခွင့်အရေးတွေရရှိဖို့စကိုင်းမျိုး MVPPL စက်ရုံကအလုတ်သမားတချို့နေပြည်တော်အထိလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ဘာကြောင့်ဒီလိုဆန္ဒထုတ်ဖော်ခဲ့ကြသလဲဆိုတာကိုတော့ MCN သတင်းတောက်ချစ်ပူကသတင်းပေးဖို့တင်ဆက်သွားမှာဖြစ်ပါတယ်ရှင်။စကိုင်းမြို့မြမဗီနီယာတစ်အချောတဲစက်ယုံကအလုတ်သမားတွေဟာအလုတ်သမား160ကျော်အလုတ်ထုတ်ခဲ့တာကြောင့်အပိလ29ရက်နေ့ကစတင်ပြီးစကိုင်းမြို့ကနေပြည်တော်သမရယုံဝင်ကြီးရှိအထိ လမ်းလျှောက်ကြည့်တဲ့ဆန္ဒပြနေကြတာဖြစ်ပါတယ်။ဒီလိုအလုသမား160ကျော်ကိုစက်ယုံပိုင်ရှင်ကစာချုပ်ချိုးဖောက်ပြီးအလုထုတ်လိုက်တာကိုတက်ဆိုင်ရာတောင်ဝင်းရှိသူတွေကဖြေရှင်းပေးနိုင်ခြင်းမရှိတာကြောင့်မိပြီးတော့အထီးခြိတက်ဆန္ဒပြရတာဖြစ်တယ်လို့မြမဗီနီးယားစက်ယုံအလုသမားတွေကပြောပါတယ်။အဲကျွန်တော်တို့အလုသမားတွေကနေ့ရက်29ရက်နေ့လ2016ရက်နေ့မှာဥပဒေမဲ့ကျွန်တော်တို့တွေအလုသမား160တူကိုဥပဒေမဲ့လုထုတ်လိုက်တယ်။ အလုပ်လုပ်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လုပ်ပြန်လဲရရှိရန်အတွက်ဆန္ဒပြတောင်းဆိုနေတာဒီနေ့ရောဆိုရင်ကျွန်တော်ရပ်ပေါင်း60နဲ့တရားရှိလာခဲ့အဲ့ဒီနေသားမှာတောင်းရှိတဲ့လူကြီးမင်းတွေကမြို့သူတူတူတယောက်မှာဌာနတော်ကဒီဝန်ကြီးဌာနတွေကမြို့သူတူတူတယောက်မှာလာဖို့ဖြည့်ဆောင်ပေးခြင်းမရှိဘူးခင်ဗျာဒီအတွက်ကြောင့်ကျွန်တော်တို့တွေက26ရက်လေးလ2015ရက်နေ့2016ရက်နေ့မှာကျွန်တော်နေပြည်တော်ကားနဲ့တက်ပြီးတော့တောင်းရှိတဲ့ဝန်ကြီးဌာနကိုသွားရောက်ဟိုဖြည့်ဆောင်ပေးဖို့သွားရောက်ပြီးတော့ပြောတဲ့နေသားမှာ ျွန်တော်တို့အနေနဲ့ဝင်းလုံးမြို့အထွက်မှာတာစီခံပြီးတော့တို့26ရက်နေ့မှာအပြီးဖြည့်ရှင်းပေးပါမယ်ဆိုကျွန်တော်တို့ပြန်ခေါ်လာတယ်ဒီမှာစကိုင်းကိုပြန်ရောက်တော့ကြတော့28 28ရက်နေ့ကိုအပြီးသက်ရှင်းပေးမယ်ဆိုပြီးကျွန်တော်တို့စောင့်ဆိုင်းခဲ့တယ်ဒါပေမဲ့ဒီလူကြီးတွေကကျွန်တော်တို့နှစ်သိမ့်တဲ့သဘောဖြည့်သိမ့်တဲ့သဘောနေနဲ့ပဲထားပြီးတော့ဖြည့်ရှင်းဆောင်ပေးခြင်းမရှိသေးတဲ့ကျွန်တော်ဒီအနေမှာဒီဝိစီချောင်းထွက်လာခဲ့တာဖြစ်သည်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းစက်ရုံအလုပ်သမားတွေအလုပ်ထုတ်ခံရတာကြောင့်စက်ရုံရှိမှနှစ်လကြာထိုင်တဲ့ပိတ်လုပ်ခဲ့ကြပါတယ် အဲ့ဒီတစ်အချောတဲ့ဇယုံကိုအိန္ဒိယနိုင်ငံသားပိုင်ဆိုင်တာဖြစ်ပြီးဇယုံမှာအလုတ်သမား200ကျော်အလုတ်လုတ်ကင်နေကြတာဖြစ်ပါတယ်။အလုတ်သမားတွေအနေနဲ့လုတ်သက်အလိုက်ကျွမ်းကျင်ကြီးလုတ်သက်ခန်းစား권ယမန်ကြီးစားစရိတ်နေစရိတ်စားတဲ့ခန်းစား권တွေရရှိမယ်ဆိုပြီးအလုတ်ရှင်နဲ့သဘောတူခဲ့ပြီးမှအလုတ်ရှင်ဘက်ကသဘောတူညီချက်ကိုဖောက်ဖျက်တယ်လို့ပြောပါတယ်။ကျွန်တော်တို့တွေကအရင်ကတော့ကျွန်တော်တို့ဟိုဒီဥပဒေမဲ့လုတ်ထုတ်ခါရတဲ့လုံသမားတွေကိုလုတ်ပြန်လေဟိုရရှိဖို့နဲ့ ဒီမောင်ရွှေစွာလှုပ်ရှားရလှုပ်ထုတ်ဒီအတွက်ကြောင့်ဂျာကလာနဲ့နာချီပေးဖို့ဆိုပြီးတော့အရင်ကတော့ကျွန်တော်တောင်းဆိုတာပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ဒီစပိတ်စီကြောင်ထွက်လာတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့တွေကတရားဥပဒေစုံမိုးရေးဟုတ်လားကျွန်တော်တို့ဥပဒေချိုးပေါက်တဲ့လှုပ်ရှားနေကိုဥပဒေနဲ့အညီအပြစ်ပေးရေးယူဆောင်ပေးဖို့ဟုတ်လားကျွန်တော်တို့အလို့သမားတွေကိုကာကွယ်စောင့်ရှောက်ပေးဖို့ဒီတော့ကျွန်တော်တရားဥပဒေစိုးမိုးရေးဆိုပြီးတော့ကျွန်တော်ပြောတယ်ပြီးရင်ကျွန်တော်တို့ဒုတိယချက်အနေနဲ့ကတော့သုံးမှုဆိုင်ညီနိုင်စောင့်ရုံးပေးရေးဆိုပြီးတော့ကျွန်တော်တို့ဒါတောက်ဆိုထားတာပါ ြီးတက်ဆန္ဒပြနေတဲ့အလုံသမားတရားနီးပါးဟာပြီးခဲ့တဲ့မေလ3ရက်နေ့ကခုံသမားရီကောင်စီနဲ့ညှိနှိုင်းခဲ့ပြီးမြေတရားမျှတမှုမရှိတာကြောင့်ဆက်လက်လမ်းလျှောက်ကြီးတက်ဆန္ဒပြနေဆဲဖြစ်ပြီးမေလ9ရက်နေ့ကဝမ်တွင်းမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်ရှင်။